အားလုံးပဲမင်္ဂလာပါမြန်ခရတောင်းနေပြန်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်တော့ခုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Binance ကနေပြီးတော့မိတ်ဆက်သွားတဲ့ Hora Airdrop တစ်ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် Plasma လို့နာမည်ရပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ကျွန်တော် Launchpool page ကိုရောက်ဖို့ဆိုရင် Morey က Launchpool ဆိုတဲ့နေရာလေးကိုရောက်သွားရမှာဖြစ်ပါတယ်ဒီနေရာလေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ scrolling နည်းနည်းဆွဲလိုက်တဲ့ဆိုရင် Plasma ရဲ့အကြောင်းလေးကိုကြည့်လို့ရတဲ့နေရာလေးတွေ့ရပါလိမ့်မယ် ဒီရက်ဒီဒီလာတွေအတွက်မှာ Binance ကနေပြီးတော့ဟိုတာ airdrop တွေတောက်လျှောက်ပေးသွားခဲ့တာကိုအားလုံးလည်းသိထားပြီးကြပြီထင်ပါတယ်။ကျွန်တော်ဗီဒီယိုတွေလည်းအများကြီးလုံးမပေးနိုင်ဘူးပေါ့နော်။အဲ့တော့ဒီတစ်ခေါက်ကိုတော့ကျွန်တော် HPN လေးရဲ့အကြောင်းလေးဗီဒီယိုလုပ်ပေးဖို့ရွေးထားတယ်။ဒီအကြောင်းကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဒီနေရာလေးမှာအဆက်ကလေး30ပါတယ်။ပြီးရင် beauty day ဆိုတာလေးကိုနှိပ်လိုက်လို့ရှတယ်။ XPN ကကျွန်တော်တို့ BNB တစ်ခုကို3.4ဒေါ်လာလောက်ပြန်ပေးသွားတဲ့ project တစ်ခုဖြစ်ပါတယ် ဒီရက်တွေအတွင်းမှာလာသွားတဲ့ Hoda Adro တွေတဲကမှဒီ XPN ကပို့ပြီးတော့များများရလိုက်တဲ့ project တခုလို့ပြောလို့ရရပါတော့။ BNB သမားတွေကတော့ဒီရက်တွေမှာပျော်ပြီးရင်ပျော်ချမယ်လို့ထင်ပါတယ်။ကို Adro ဘယ်လောက်ရလဲဆိုတော့ကိုလည်း Adro Receipt ဆိုတဲ့နေရာလေးမှာပြပေးလိမ့်မယ်။အဲ့တော့ကျွန်တော် project အကြောင်းကိုအရင်ဆုံးသွားကြည့်အောင် Beauty Day ဆိုတာကိုနှိပ်လိုက်တဲ့ဆိုရင် ဒီ Horizon နဲ့ပတ်သက်ပြီးတော့ announcement လုပ်ထားတဲ့ page လေးတစ်ခုကိုရောက်သွားမှာဖြစ်ပါတယ် Plasma ကကျွန်တော်တို့ Binance ရဲ့ Horizon ကနေမိတ်ဆက်သွားတဲ့44ခုမြောက် project တစ်ခုဖြစ်ပါတယ်ဒီကောင်က Layer 1 EVM compatible ဖြစ်တဲ့ blockchain တစ်ခုဖြစ်ပါတယ်အဓိကကတော့ stable coin နဲ့အတွက်ရည်ရွယ်ပြီးတော့ထွက်လာတဲ့ blockchain တစ်ခုလို့ပြောလို့ရတယ်သူတွေကိုပေးသွားတာလဲဆိုတော့ BNB ကင်ထားတဲ့သူတွေ BNB တွေကို Simple and Flexible ထဲမှာထည့်ထားတဲ့သူတွေ on chain ကြီးလောက်ထားတဲ့သူတွေကိုပေးသွားတာဖြစ်ပါတယ် ကိုယ့်ရဲ့ BNB တွေကိုကျွန်တော်တို့ဒီတက်မှတ်ရှက်လေးတစ်ခုရှိတယ်ပေါ့နော်6လပိုင်း10ရက်နေ့ကနေပြီးတော့6လပိုင်း73ရက်နေ့အတွင်းမှာစင်ပန်ထဲမှာထည့်ထားခဲ့တဲ့သူတွေဆိုရင်ဒီ plasma ရဲ့ XPN token တွေကို holder airdrop အနေနဲ့ reward ရမှာဖြစ်ပါတယ်လက်ရှိအချိန်မှာ XPN token တွေကို Binance မှာ trading လုပ်လို့ရနေပြီလည်းဖြစ်ပါတယ် Binance မှာ trade လုပ်လို့ရတဲ့ bear တွေကတော့ USDT ပါမယ် USDC ပါမယ် BNB FTUSD DRY ထုံးစံနိုင်မဲ့ကျွန်တော်တို့ token ပဲ၅ခုနဲ့အယောင်းဝယ်လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။အဲ့တော့ plasma ရဲ့ xpn ကလက်ရှိ binance ပေါ်မှာလည်းအယောင်းဝယ်လုပ်လို့ရနေတဲ့ token တစ်ခုပေါ့နော်။ token ရဲ့နာမည်က plasma သင်္ကေတကတော့ xpn ဆိုတာနဲ့လာတယ်။သူရဲ့ genesis total token supply ကိုကြည့်မယ်ဆိုရင်10 billion xpn token တွေအတိရှိမှာဖြစ်ပါတယ်။ Binance ရဲ့ holder airdrop ကနေပြီးတော့ reward ပေးသွားခဲ့တဲ့ amount ကတော့ကျွန်တော်0.75%ပေးသွားခဲ့တာဖြစ်ပါတယ်။ဒါစုစုပေါင်းကျွန်တော် total token supply ရဲ့ 0.75%ပေါ့နော်ပမာဏအနေနဲ့ကတော့85 million XPN token တွေကို reward ပေးသွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်50 million XPN token တွေကိုတော့ marketing campaign နဲ့ပေးသွားတယ်။ပြီးပြီဆိုရင်150 million XPN token တွေကိုတော့နောက်ထပ်6လကြာတဲ့အချိန်မှာ marketing campaign တွေနဲ့ထပ်ပေးသွားမယ်ဆိုပြီးတော့ announcement လေးကြေညာထားတာကိုတွေ့ရပါတယ်။လက်ရှိအချိန်မှာ circulating supply အနေနဲ့ကတော့ genesis total token supply ရဲ့18ရာခိုင်နှုန်းအထိရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ plasma token ကိုကျွန်တော်တို့ plasma chain mock ကနေပြီးတော့လည်းရနိုင်တယ်။ပြီးဆိုရင် BNB smart chain mock ကနေလည်းရနိုင်မှာဖြစ်ပါတယ်။ BNB smart chain ရဲ့ smart contract ကိုတော့ဒီမှာပြပေးထားပါတယ်ခင်ဗျာ။အဲ့တော့ plasma နဲ့ပတ်သက်တဲ့အကြောင်းအရာအသေးစိတ်ကိုသိချင်တယ်ဆိုရင် Binance ကလုပ်ပေးထား research report သွားဖတ်ကြည့်လို့ရတယ်။အခုချိန်မှာဆိုရင်တော့ Binance ရဲ့ research report လည်းဖတ်လို့ရနိုင်ပြီဖြစ်ပါတယ်။ဒါပြင်သူရဲ့သက်ဆိုင်ရာ website တွေ white paper တွေကိုတွားကြည့်နေဆိုရင်လည်းဒီအောက်မှာ project link ဆိုရဲအောက်မှာ website တွေ white paper တွေပါတယ်ပေါ့နော်အဲ့ဒီမှာတွားကြည့်လို့ရပါတယ်အဲ့တော့ plasma က လေယာဝမ်းဘလော့ချင်းတစ်ခုဘသူတွေအတွက်လဲဆိုတော့ stable coin တွေအတွက်အဓိကရည်ရွယ်ပြီးတော့ထုတ်ထားတဲ့လေယာဝမ်းဘလော့ချင်းတစ်ခုဖြစ်ပါတယ် high performance ဖြစ်မယ် EVM compatible ဖြစ်မယ် EVM compatible ဖြစ်တဲ့အတွက်လက်ရှိရှိနေတဲ့ကျွန်တော်တို့ EVM နဝရင်းနဲ့လည်းချိတ်ဆက်ပြီးတော့ဆောင်ရွက်လို့ရနိုင်မယ့်ပုံစံမျိုးမှာရှိတယ်။နောက်တစ်ခုက USDT လိုမျိုး stable coin တွေအတွက် transfer လုပ်တဲ့အချိန်မှာ zero fees အနေနဲ့အသုံးပြုလို့ရနိုင်မယ်။ HBN ကတော့ Plasma ရဲ့ native token တစ်ခုဖြစ်ပါတယ် native token တွေရဲ့ထုံးစံအတိုင်းပဲ native gas token အနေနဲ့သုံးလို့ရမယ် DeFi integration မှာလည်းသုံးလို့ရမယ် staking custom gas token အနေနဲ့လည်းသုံးလို့ရနိုင်မှာဖြစ်ပါတယ်အဲဒီတော့ stable coin အနေနဲ့ပတ်သက်လို့စိတ်ဝင်စားတဲ့သူတွေက Plasma ကိုလည်းစောင့်ကြည့်တဲ့ project တစ်ခုအနေနဲ့လေ့လာကြည့်လို့ရတယ်ကိုယ်တိုင်လေ့လာခြင်းနဲ့ဆိုရင်တော့ Binance ကလုပ်ပေးထားတဲ့ research report ကိုလာပြီးတော့ဖတ်ကြည့်လို့ရပါတယ်အဲတော့ Binance ရဲ့ဒီလိုမျိုးဟိုးတာ airdrop တွေကိုရကျင်တယ်ဆိုရင်ကိုယ့်ရဲ့ BNB တွေကို simple and flexible ဒါမှမဟုတ်ကျွန်တော်တို့ on-chain လောက်ထားမှာပဲ reward အနေနဲ့ရမှာဖြစ်ပါတယ်။ရှေ့လာတဲ့မှာ Binance ကနေပြီးတော့ဟိုးတာ airdrop အနေနဲ့ပေးသွားခဲ့တာလဲတော်တော်ကိုများများပေးသွားခဲ့တာဖြစ်ပါတယ်။ BNB ဈေးကလည်း order high ကိုတစ်ခုပြီးတစ်ခုဇက်တိုက်ချိုးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။โอเคပါဒါဆိုရင်တော့ကျွန်တော်တို့ plasma ကိုဘယ်လိုမျိုးပေးသွားလဲ xpn token တွေဘယ်လိုရသွားလဲဆိုတာကိုနားလည်သွားကြမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ားလုံးပဲ trade တိုင်းမြင်ကြပါစေခင်ဗျာ